thank mm -hmm. you ားလုံးပဲမင်္ဂလာပါအားလုံးလည်းပြန်ပြီးတော့တွေ့ရတာထူဝမ်းသာတယ်ဖရာကိုချစ်ပြီးနှုတ်ကပတ်တော်ကိုဆာငတ်တဲ့ညီကိုမောင်မရဲ့အရောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာနေရစံတိုင်းအတင်းတော်ရဲ့ devotional တွေနားထောင်ခြင်းအပြင်ကောင်းကြီးဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်တယ်ဖရာရဲ့လမ်းပြပေးခြင်းစကားပြောခြင်းအရောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာခံစားရမယ်လို့ကျွန်တော်အထူးပဲယုံကြည်တာဖြစ်ပါတယ်ဒီနေ့မှလည်းဖရာရဲ့နှုတ်ကပတ်တော် devotional နဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ ဟာလေလုယာကျွန်တော်ယုံကြည်တယ်ဒီနေ့နှုတ်ကပတ်တော်အပြင်သင်ရဲ့အသက်တာထဲမှာဖယားခင်တစုံတစ်ခုစကားပြောမယ်လမ်းပြပေးမယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်ကျွန်တော်အတူတူကျမ်းစာတစ်ခုကိုရှေ့ဥစွာဖတ်စီချင်တယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး၈ အခန်းရဲ့33နဲ့32မှာအလုံးဖတ်စီချင်ပါတယ်ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး၈အခန်းရဲ့33နဲ့32မှာဒီလိုပြောပါတယ်ထိုအခါယေရှုကသင်တို့ဒီငါဤဒေသနာ၌တည်လျင်ငါတပည့်အမှန်ဖြစ်ကြ၏တမာတရားကိုလည်းတိကျသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူရလူတို့အားမိန်တော်မူ၏အာမင်ဟာလေလုယာယေရှုက သူ့ကိုယုံကြည်တဲ့ဒီယူဒာလူတွေကိုဘာပြောတယ်လဲဆိုရင်သင်တို့ဟာတဲ့ငါဒေဒနာမှာတည်ရင်တဲ့ငါတပည့်အမှန်ဖြစ်မယ်တဲ့တပည့်အမှန်ဖြစ်ရုံနဲ့မကငါဒေဒနာမှာတည်တဲ့သူကိုတဲ့ဖခင်ကဘာဖွင့်ပြဆိုရင်တမန်တရားအဲ့ဒီတမန်တရားကိုတည်ပြီးတော့တဲ့အဲ့ဒီတမန်တရားကသင်တို့လွတ်ချင်းပေးမယ်တဲ့ဒီတမန်တရားကျွန်တော်ရဲ့အသက်တာထဲမှာတကယ်လိုအပ်တဲ့အရာကစစ်မှန်တဲ့တမန်တရားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတမန်တရားကို ိယုံနဲ့တော့မလုံလောက်သေးဘူးတကယ်ယေရှုပြောနေတာသူ့ရဲ့တပည့်တွေကိုဖြစ်တယ်သူကိုယုံကြည်တဲ့တပည့်တော်တွေအင်္ဂလိပ်ကျမ်းစာမှာဘယ်လိုရေးထားလဲဆိုရင် if you hold my teaching လို့ပြောတယ်ယေရှုကတပည့်တွေကိုပြောဆိုရင်ငါရဲ့ဒေသနာမှာတည်တာအာမင်ကျွန်တော်တို့ဟာခရစ်တော်ရဲ့နောက်လိုက်တပည့်တော်စစ်မှန်တဲ့ယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်ခရစ်တော်ရဲ့တွင်တင်ခြင်းတမတရားသူ့ရဲ့ဒေသနာ အဲ့ဒီအဲမှာကျွန်တော်ဟာကိုကိုကိုချီထားဖို့လိုတယ်အဲ့ဒီတမန်တရားထဲမှာဟိုးလို့ဖို့လိုတယ်အာမင်ကျွန်တော်ရဲ့အသက်တာထဲမှာလူတော်တော်များများယုံကြည်သူတော်တော်များများဟာအပေါ်ယံပဲတည်တယ်တကယ်အဲ့ဒီတမာတရားအဲ့ဒီဒေသနာထဲမှာတည်တဲ့အသက်တာမရှိဘူးတကယ်တော့ဘုရားခင်ကကျွန်တော်တို့ကိုတမာတရားထဲမှာသူ့ရဲ့နှုတ်ထွက်စကားထဲမှာတည်စေခြင်းနဲ့ဘုရားဖြစ်တယ်အာမင်တည်ုံမဲ့မဟုတ်တည်ပြီးတော့တည်ဖို့လိုတယ် တမာတရားကိုသိရင်အဲ့ဒီတမာတရားဟာကျွန်တော်တို့ကိုလွတ်မြောက်ခြင်းပေးมาဖြစ်တယ်မိစေတင်လိုအပ်နေတာပတ်စံပဲမဟုတ်ပါဘူးတင်လိုအပ်နေတာကြမ်းမာခြင်းမဟုတ်တင်တကယ်လိုအပ်နေတာကတမာတရားဖြစ်ပါတယ်အာမင်တမာတရားကိုသိရင်သင်ဟာဆင်းရဲခြင်းတွေကလွတ်လိမ့်မယ်တမာတရားကိုသိရင်သင်ဟာကြောက်ရွံ့ခြင်းတွေကလွတ်လာလိမ့်မယ်တမာတရားကိုတကယ်သိလိုက်အဲ့ဒီတမာတရားဟာတင့်ကိုအနာရောဂါလက်ထက်ကလည်းလွတ်မြောက်စေနိုင်တာဖြစ်တယ် ဟာလေလုယာဒါကြောင့်ယေရှုကတပည့်တွေကိုတေချာမာတယ်။ယုံကြည်သောသူတွေကိုယုံကြည်သူတွေကိုမာနေတာဖြစ်တယ်။အာမင်ဒီကာလမှာကျွန်တော်တို့လိုအပ်နေတာတမန်တော်ဖြစ်တယ်။ဆိုတော့တမန်တော်သိတဲ့အခါမှာမှလူတွေကလွတ်မြောက်ခြင်းရတယ်။ယေရှုကသူအသက်ရှင်ပြီးတော့နော်သူအသက်ရှင်ပြီးတော့အမှုတော်မြတ်ထဲမှာလှုပ်ဆောင်တဲ့ကာလတွေမှာယေရှုအနာရောဂါတွေကိုစွန့်မတောင်းပေးဖြစ်တယ်။ကျွန်တော်တို့လွတ်မြောက်ခြင်းက ဆုတောင်းခြင်းတကူတည်းကနေလာတာမဟုတ်ပါဘူးတကယ်လွတ်မြောက်ခြင်းအစစ်မှန်ကတမန်တရားကိုသိခြင်းထက်ကလာတာဖြစ်ပါတယ်အာမင်ကျွန်တော်ကြားစာတစ်ခုဖတ်စီခြင်း ਨੇ တမန်တော်ဝုဒ္ဓအခန်းကြီး14မှာတမန်တော်ဝုဒ္ဓအခန်းကြီး14မှာတမန်တော်ဝုဒ္ဓအခန်းကြီး14အခန်းငယ်ဘယ်လောက်လဲဆိုရင် အခန်းငယ်ခုနှစ်ကနေခုနှစ်ကနေ30မှာဒီလိုပြောပါတယ်ထိုအရက်တို့၌ဧဝံဂေလိတရားကိုဟောပြောကြ၏ ထိုရက်တုန်း၌အေဥင္ကြီးတယောက်ဟောပြောကြ ਈ ဆိုတော့ဘသူတွေလဲဆိုရင်တမန်တော်ပေါ်လူနဲ့ဘာနဘာနဲ့သူတို့ကလုတ်တရံမြို့မှာဘာလုပ်လဲဆိုရင်အေဥင္ကြီးလေးဟောတယ်အေဥင္ကြီးလေးဟောတဲ့အခါမှာဘသူကြားတယ်လဲဆိုရင်အခိုင်ငယ်ရှင်းမှာအမိဝန်းတွင်းကပင်ခြေမစွမ်းတို့ဖြင့်တခမ်းမြမသွားဘူးတော့လူတယောက်ဒီလုတ်တရံမြို့၌ထိုင်လျက်ပေါ်လူဟောပြောဒီကိုကြားလေဤပေါ်လူဒီလဲထိုလူကိုစစ်စစ်ကြည့်ရှု၍ယောဂါကင်းမိအကြောင်းသူ၌ယုံကြည်ခြင်းရှိသူကိုသိမြင်ရင် ထ၍မတ်တရက်လောဟုကြီးတော်အတန်နဲ့ဆိုတဲ့ပြင်ထို့သူဒီရုတ်တရက်ထ၍လမ်းသွားလေ၏အာမင်ဟာလေလုယာဒီညမှာလုတ်တရမြို့မှာ အမိဝန်တန်းကပြင်လမ်းမလျှောက်ဘူးတဲ့ချေမစွမ်းတဲ့သူတယောက်ရှိတယ်အဲ့ဒီသူကပေါလုတို့တမန်တော်တွေဟောပြောတဲ့အင်ဝန်ဂီလီတရား good news တနည်းအားဖြင့်တမန်တရား the truth တမန်တရားကိုကြားတယ်အာမင်အဲ့ဒီကြားပြီးတော့အဲ့ဒီတမန်တရားကိုကြားပြီးသူသိသွားတယ် ပြီးတော့ဘာဖြစ်လဲသူ့အแทမှယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းကြောင့်မလို့သူဟာအနာယောဂတွေကလွတ်မြောက်သွားတယ်ပေါ်လူကအနာယောဂဒေကိုလက်တင်ပြီးစုမတောင်းပေးပါဘူးစုလည်းမတောင်းပေးဘူးဒါပေမဲ့သူဟောတဲ့အေယုန်ဂီလိတရားကြားပြီးသိသွားတဲ့အခါမှာပေါ်လူဘာမြင်လဲဆိုရင်အဲ့ဒီလူရဲ့အแทမှကျမ်းမာမယ်ဆိုရင်ယုံကြည်ခြင်းရှိတော်မြင်လာတယ်အာမင်ဟာလေလုယာပေါ်လူဟောပြောတဲ့တမန်တော်ကိုကြားတဲ့သူတွေအများကြီးပါအများကြီးပါတယောက်တည်းကိုရွေးပြီးဟောတာလည်းမဟုတ်ပါဘူး ကြားတဲ့သူတွေကတော့အများကြီးပါဒါပေမဲ့အဲ့ဒီကြားတဲ့အထဲမှာတင်းယုံကြည်ခြင်းရှိလားတင်းကိုတင်းရောအဲ့ဒီတမန်တော်ရနဲ့ခြိထားလားအဲ့ဒီအရာအရေးကြီးတာဖြစ်တယ်တင်းယုံတယ်တင်းအဲ့ဒီတမန်တော်ရနဲ့တင်းကိုတင်းခြိထားတယ်ဆိုရင်တေချာတယ်တင်းလွတ်မြောက်ခြင်းရမှာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်ယုံကြည်သူတွေလိုအပ်နေတာတမန်တော်ကိုသိပြီးတော့အဲ့ဒီတမန်တော်ပေါ်မှာအကျွမ်းမဲ့ယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ယေရှုကပြောတယ်တပည့်တို့ပြောတယ်တမန်တော်ကိုသိတဲ့ဖြင့်အဲ့ဒီတမန်ရတင်းတို့လွတ်နိုင်မယ်အရှိမဘာပြောလဲငါဒေဒနာ၌တည် ်အာမင်တမန်တရား၌တည်တယ်တနည်းအားဖြင့်ယုံကြည်တာဟာလေလုယာအဲ့ဒီတမန်တရားကိုတည်တဲ့အခါမှာအနာယောဂါရဲ့လက်ထက်ကနေလွတ်မြောက်ခြင်းခွင့်ရတာဖြစ်တယ်။မိတ်ဆွေတင်လိုအပ်နေတာတမာတရားဖြစ်တယ်။တမာတရားကိုသိယုံပဲမဟုတ်ဘဲနဲ့အဲ့ဒီတမာတရားကိုယုံကြည်တယ်။အဲ့ဒီတမာတရားကိုသင်ဆွဲလန်းတယ်။အဲ့ဒီတမာတရားထဲမှာသင်တည်တယ်ဆိုရင်သင်ဟာကြုံနေရတဲ့ပြဿနာ အခက်အခဲမကျမ်းမာခြင်းအနာယောဂါကြောက်ရွံ့ခြင်းအားလုံးထက်ကနေပြီးတော့လွတ်မြောက်သွားမှာဖြစ်တယ်။ ်ဟာလေလုယတမန်တော်ထဲမှာတင်ကြုံနေရတဲ့ပြဿနာအားလုံးရဲ့အဖြေရှိတယ်ဘုရားခင်ကတင်ကိုလွတ်မြောက်စေခြင်းတယ်ဘုရားခင်ကတင်ကိုကျွယ်ဝစေခြင်းတယ်ဘုရားဖြစ်တယ်ဟာလေလုယဒါကြောင့်တင်လိုအပ်နေတာအခြားရမို့ပါဘူးတမန်တော်ကိုသိခြင်းဖြစ်တယ်တမန်တော်ကိုသိဖို့အတွက်ကျွန်တော်ဘာလို့အပ်လဲနေ့တိုင်းမှာရေးသားထားတဲ့တမန်တော် logos ကိုကျွန်တော်ဖတ်ဖို့လိုတယ်အဲ့ဒီ logos ကိုဖတ်တဲ့အခါမှာကျွန်တော်ရဲ့အထဲမှာ ရီမာဆိုတဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းရောက်လာနိုင်မယ်။အဲ့ဒီဖွင့်ပြခြင်းရောက်လာပြီးတော့ယုံကြည်ခြင်းဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အထဲမှာလွတ်မြောက်ခြင်းနဲ့နေရာယူလာမှာဖြစ်တယ်။အာမင်။သင်တမန်တော်ကိုတည်ဖို့နေရာတိုင်းမှာဖတ်ဖို့လိုပါတယ်။နံပါတ်1သင်အရေးကြီးတဲ့အရာဘာလဲဆိုရင်တမန်တော်ကိုဖွင့်ပြပေးမယ်တန်ရှင်တော်ဝိညာဉ်တော်လို့လေ။တမန်တော်ကိုသင်ဘလောက်ပဲဖတ်ဖတ်အချို့တော်သူတွေယုံကြည်သူခရိယံဖြစ်လာတာတသက်နဲ့တကူရှိပြီး နှုတ်ကပတ်တော်ရဲ့ဖွင့်ပြခြင်း revelation မရတဲ့အတွက်ကျမ်းစာဖတ်တဲ့အခါမှာငီးငွေ့စရာကောင်းတယ်လို့ထင်တယ်။တကယ်တော့တင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့ဖတ်ရင်ကျမ်းစာနှုတ်ကပတ်တော်ဟာပြောစရာကောင်းတယ်။စိတ်ဝင်စားစရာကောင်းတယ်။ hallelujah amen ယေရှုကပြောလဲဆိုရင်တမန်တော်ကို ဖွင့်ပြမဲ့တန်ရှင်တော်ဝိညာဉ်တော်ယေရှုကတပည့်တွေကိုပေးတယ်။ amen သင်ဒီကာလမှာလိုအပ်နေတာဝိညာဉ်တော်ဖြစ်တယ်။သင်ကိုတမန်တော်ကိုဖွင့်ပြပေးမဲ့ဥပ္ပစ္စင်စရာတည်ဟုတော့တန်ရှင်တော်ဝိညာဉ်တော်တဲ့အပေါ်မှာ တဲ့ရောက်လာရင်တင်ဟာတမန်တရားကိုနားလည်နိုင်တဲ့ဉာဏ်ပညာရလာလိမ့်မယ်ဟာလေလုယာတင်တမန်တရားကိုနားလည်လာရင်တမန်တရားကိုတင်ဟာဖရားရဲ့ဖွင့်ပြခြင်းဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့နားလည်လာမယ်ဆိုရင်တင်ရဲ့အသက်တာထဲမှာကြုံနေရတဲ့ဆင်းရဲခြင်းလားအနာရောဂါလားကြောက်ရွံ့ခြင်းလားစိုးရိမ်ခြင်းတွေလားအဲ့ဒီအရာတွေအားလုံးထဲကနေတင်ဟာလွတ်မြောက်တော်သူဖြစ်လာမယ်ဆိုတာကိုကျွန်တော်ပြောပြခြင်းတယ်အာမင်ဒါကြောင့်နေ့တိုင်းမှာစံစာဖတ်ပါ ဖွင့်ပြပေးမယ်တန့်ရှင်တော်ဝင်ငင်တော်တင့်ရဲ့အတ္တတာထဲမှာနေရပေးပါလို့ကျွန်တော်ပြောပြရင်းနဲ့အားပေးရင်းနဲ့ဒီနှုတ်ဘတ်တော်နဲ့ခွန်အားပေးခြင်းနဲ့အရောက်ချင်းစီတိုင်းရဲ့အပေါ်မှာဖခင်ကောင်းကြီးပေးပါစေ။